Hello မိုးရေစက်တိုက်ရွာနေတော့အိမ်မရှိရလေးနေပဲမွေးငါချက်စားဖြစ်ပါတယ်တယောက်နဲ့တယောက်ချက်ပုံချက်နေနေတွေကတော့အနေငယ်กว่าတယ်ပေါ့နော်ဒါကတော့ကျွန်မကအခုအိမ်မရှိရလေးနေပဲငိုကောင်းမွေးငါလေးချက်တာဖြစ်ပါတယ်ငါ့ကိုစာစနွေငံပြားကြီးဇပလင်ပြီးတော့စက်သွန်ဖြူသီးလေးတွေကအနှံ့မှုရအောင်လို့ထည့်ပြီးတော့ပြုတ်ပါတယ်ငါပြုတ်တဲ့အခါမှာငံပြိုင်ကြီးကိုမမြထည့်ရဆိုတာကချက်တဲ့ခါကျလို့ရှိရင်ငံပြိုင်ကြီးထည့်လိုက်လို့ရှိရင်ငံပြိုင်ကြီးနဲ့ဖတ်မှာဆိုလို့ပေါ့နော်။ဒါကလေးလို့ငံလိုတဲ့ခါကျရင်စားပဲထည့်ထည့်တာပါ။ ငါးစီတက်ဖို့အတွက်ကိုတော့စွတ်သွန်ဖြူထောင်းလာတာရယ်စပလင်ထောင်းလာတာရယ်နင်းချင်းကိုတော့နည်းနည်းလေးပဲတုံးတယ်ပေါ့နော်ပြီးရင်တော့စနစ်မုတ်တာမှကျွန်မစနစ်မုတ်ထည့်ရနည်းနည်းများပါတယ်တကယ်ဆိုစနစ်မုတ်လေးကိုနည်းနည်းလေးပဲထည့်ရမှာပေါ့နော်ငါးသားနှွေနာတာကိုတော့တဝက်ပဲစီတက်ပါတယ်သဘောကကြတော့အစင်းထည့်မှာမဟုတ်ဘူးပေါ့နော် ငါးစီတက်ကိုတော့ဒီနေလိုက်မှာပဲချလိုက်တယ်ပေါ့เนาะအရန်6တက်တိမတက်လိုက်ပါဘူးပြီးရင်တော့ရင်နွေးတင်ထားတဲ့ကိုစံချက်မှုကိုရေးဖြော်ပြီးတော့ထည့်တယ်ပေါ့เนาะအခုဒီလိုမျိုးဒင်းနီတအိုးစာဆိုလို့ရှိရင်ကျမကစံမှုကိုတော့တဝက်နဲ့တတလီပေါ့เนาะတထုပ်ငွေတထုပ်ကတဝက်တတလီပဲထည့်ပြီးတော့သုံးနာပါတယ် ငါးပြုတ်ထားတယ်ငါးပြုတ်ရီကိုပါထည့်ပြီးတော့ပြန်ထည့်ပြီးသုံးတယ်ပေါ့နော်ပြီးသွားရင်တော့စက်တုံနေကိုလေးစိတ်ဝဲထီးရလေးဒီအရေးကြီးအောင်လို့ထည့်ပါတယ်ဒါစက်တုံဥတော့ကိုလည်းစက်တုံကိုလုံးလိုက်ပြီးထည့်တယ်ပေါ့နော်ပြီးတော့ဂျင်းနီကအိုးကျက်မှာဆိုလို့ကျမကဒါအိုးပြောင်းပြီးတော့ဆက်တင်လိုက်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဆွမ်းနာဖိထားတယ်ငါနှွှင်လာတာလေးကိုထည့်လိုက်တယ်အရသာအပေါ်လိုတဲ့တော့ကြောင့်လို့စားလေးထည့်တယ်ပြီးတော့ဘဲဥပြုတ်ထားတာလေးရလေးတွေကိုထည့်လိုက်ပါတယ်နောက်ဆုံးမှာရောမျိုးကောင်းခတ်လိုက်ပါတယ်ပြီး အိမ်မှာရှိရလေးပဲချက်လိုက်တဲ့ကြောင့်မလို့မပြောဘူးပေါ့ဝမ်းပေါ့နော်ကဲခုဆိုလို့ရှိရင်တော့စားကြပါပြီပေါ့နော်စားကြပါဦးဗျာ